မင်္ဂလာပါရှင်မင်္ဂလာပါလကုံရဲ့ရောက်တိုင်းအမေးများဆုံးမိကုံလေးတစ်ခုကိုအခုဒီလမှာလဲလာမေးနေဖြစ်တဲ့အတွက်မို့ထပ်ပြီးတော့ဗီဒီယိုလေးလုပ်ပြီးတော့တင်ပေးလိုက်မယ်ရှင်ကဲဒီမှာကြည့်ကြပါရှင်โอเคเนาะဒီမှာဒေါ်လာ100ကိစ္စပေါ့เนาะဒီဒေါ်လာ100ကြီးကအမကြီးကျမတို့ရတာလားဒီဒေါ်လာ100ကြီးကဘလို့ထောက်ရလဲဆိုမျိုးမေးနေသူတွေဒီမှာတခါလေးဒီမှာတိချာကြည့်ပါရှင့်မြင်နေเนาะမြင်နေเนาะဒီမှာဒေါ်လာ100ကိစ္စเนาะအဲ့ဒါလကုံရက်ရောက်တိုင်း ဒီလအစပေါ့နော်နောက်လအစဒီလအကုန်နောက်လအစတရက်နေ့ရောက်တိုင်းဒါ TikTok ကနေပြီးတော့ TikTok account သုံးပြုနေတဲ့သူတွေအကုန်လုံးကိုပို့ပေးတာပါရှင့်အဲ message ကိုလည်းရောက်ပါတယ်ရှင့်အဲ့တော့ဒါကတော်သူဘာပြောထားရလဲဆိုတော့ဒေါ်လာတရာအကန့်အသတ်မရှိထုတ်လို့ရတယ်လို့ပြောတာပါရှင့်အဲ့တော့ဒေါ်လာတရာကတမရှိထုတ်လို့ရတယ်ဆိုတော့ကျမတို့ကထုတ်လို့ရပြီလားဆိုတော့ကိုယ်ပါရှိမှထုတ်လို့ရမှာလေ ိုကဒေါ်လာတရာရအောင်လို့ TikTok မှာဘာတွေလောက်ထားလဲ TikTok Shop နဲ့ပတ်သက်ဘာတွေလောက်ထားရရှိလို့လဲရှင်းမရှိဘဲနဲ့ရမလားဆိုတာဒါကိုကိုလည်းစဉ်းစားကြည့်ပေါ့နော်အဲ့တော့ဒေဟာကကြတော့အကန့်အသတ်မရှိထုတ်လို့ရတယ်ဆိုတာပြောတာပါရှင်ကိုရလားမရလားဆိုတာဒီမှာအနီဆက်လေးတွေ့လားမသိဘူးရှင်းအဲ့အနီဆက်လေးမှာတုံရဖြစ်နေမရပါဘူးရှင်ကို့မှာတပြားမှာပတ်စံမရှိပါဘူးရှင်ဒါပေမဲ့တတော်ကတော့ဒါသူ့ရဲ့ထုံးစံအတိုင်းသူကသတိပေးတာပါနော် ဒီနေရာလေးမှာကိုကဒီအနီလုံးတဲ့နေရာလေးမှာကိုကတရာရှိရယ်ဆိုတော့ထုတ်လို့ရတယ်ရှင်50တရာအဲ့လိုမျိုးပေါ့နော်ကိုဘလောက်ဒီရထားလဲ TikTok ကနေပြပတ်စံဝင်ငွေရထားလို့ဆိုတော့ထုတ်လို့ရတယ်ရှင်အဲ့လိုမှမဟုတ်ဖ ೇನೆ ဒီလိုမျိုး0ဖြစ်နေမဲ့ဆိုတော့လုံးဝထုတ်လို့မရပါဘူးရှင်ဒီဒေါ်လာတရာလည်းကိုကိုလာပေးတာမဟုတ်ပါဘူးရှင်โอเคနော်အဲ့တော့တခါလေးသိစေချင်ပါလေဒါလကုံရက်ရောက်တိုင်းဒါမြင်ရမယ့် သတိပေးစာလေးဖြစ်ပါတယ်ရှင့်သူကဒီနေ့စဉ်ပေါ့နော်တရားကိုအကန့်အသတ်မရှိထုတ်လို့ရတယ်ဆိုတော့ပြောတာပါရှင့်မင်းတို့လာပြီးတာမဟုတ်ပါဘူးမင်းတို့ကထုတ်ချင်တယ်ဆိုလဲကို့မှာရှိမှထုတ်လို့ရပါမယ်ရှင့် okay နော်အစင်ပြတာပါရှင့်